ီနေ့ခိုင်ချိုကဒါ Facebook သုံးနေတဲ့သူတွေပေါ့နော်ပြိသက်တွေလည်းသုံးနေတဲ့သူတွေအများကြီးရှိမှာပဲအဲ့တော့မသုံးတဲ့သူကလည်းတော်တော်ဒီခေတ်မှာတော်တော်ရှားနေပြီလူကြီးရာစာသုံးတယ်အဲ့တော့ Facebook နဲ့ပတ်သက်ပြီးတော့အသုံးဝင်တယ်ပြီးတော့ကိုယ်ကိုယ်လည်းတိတ်မသိဘူးလူသိနေတဲ့လျှက်ဝက်ချက်လေးကိုမြန်မာ Post Global ထဲမှာဖတ်ထားလေးရှိတယ်အဲ့တော့အဲ့ဒါလေးတွေထဲမှာမှအဲကိုကြိုက်တဲ့ပေါ့နော်ကိုလိုလှုပ်ချင်တဲ့နီလန်းလေးတွေယူပြီးတော့အသုံးပြလို့ရတယ်တချို့ကလေးဆိုတော်တော်ဟောကောင်းတာပထမဆုံးနံပါတ်1ကသူဘာပြောထားတာလဲဆိုတော့အဲတခါလေကျရင်ကိုယ့်စီကိုဒီ Facebook ကနေပြီးတော့ကိုယ့်ရဲ့တငယ်ချင်းမဟုတ်ဘူးပေါ့နော်ဒီတခြား friend လည်းမဟုတ်ဘူး မဲ့ message ကတော့ပို့လို့ရတယ်။အဲ့ message ကြီးပဲတိတက်ကိုဖတ်ချင်တယ်။ဒါပေမဲ့ကို့မှာကြတော့လေအပို့ထားတဲ့ message ကအများပဲတယောက်တစ်ခုချင်းချင်းဝင်ရှာဖို့မလွယ်ဘူးပေါ့နော်။အဲ့တော့တိတက်ကိုနဲ့တကယ်ချင်းမဟုတ်ဘဲနဲ့ကို့ မက်ဆေ့ပို့ထားတဲ့သူဘသူတွေလဲဘလို့ရှာမလဲဆိုတော့နီးလန်းလေးကိုပြောပြပေးမယ်အဲ့တော့ဘလို့ရှာမလဲဆိုတော့သူကမက်ဆေ့တင်ခဲ့တဲ့နေရာလေးကိုနှိပ်လိုက်ပါတဲ့နှိပ်ပြီးတော့ပြီဆိုလို့ရှိရင် inbox ဆိုတဲ့စာရင်းလေးကြာလာမယ်အဲ့ဒီစာရင်းလေးဘေးမှာအားသားဆိုတဲ့နောက်ထပ်စာရင်းလေးတစ်ခုကိုတွေ့လိမ့်မယ်တဲ့အဲ့ဒီအားသားလေးကိုနှိပ်ကြည့်လိုက်ပါတဲ့နှိပ်လိုက်မယ်ဆိုရင်ကိုယ်နဲ့တငယ်ချင်းမဟုတ်တဲ့သူတွေပို့လာသမျှမက်ဆေ့အားလုံးကိုတစုတစည်းရဲ့နဲ့အဲ့ဒီနေရာမှာမြင်ရပါလိမ့်မယ်တဲ့အပထမဆုံးတစ်ခုနံပါတ်1ကကိုယ့်ရဲ့အကောင့်ကိုတခြားသူဘသူဝင်နေလဲပေါ့နော်တခါလေးတိုင်းရှိတယ်ကိုယ့်ရဲ့ password ကိုသူကလည်းသိတယ်ကိုယ်ကလည်းသိတယ်ပေါ့နော်ကိုယ့်က 饭，对吧？<music> ခိုးပြီးဝင်နေတာကိုကမသိဘူးပေါ့အဲ့ဒါသိအောင်လုပ်နေပေါ့ဟဲ့ပေါ့တဲ့အဲ့တော့ तू ဘယ်ကနေဝင်နေလဲစစ်လို့ရအဲ့ဒါဘယ်လိုလဲဆိုတော့အဲဆက်တင်နဲ့ဝင်ရမှာ तू ဆက်တင်ဆိုတဲ့နေရာသွားပြီးရင်ဆက်တင်အပေါ်ကအပြရန်အောင်ဒီ line လေးရဲ့တောင်စုံကတရိကံများလေးကိုနှိပ်လိုက်ပါတဲ့ပေါ်လာတဲ့ depth ထဲမှာရှိရလို့ပြောတယ်အဲ့ဒါအဲ့ဒါပြီး तू ဆက်တင်ထဲက security ဆိုတဲ့ဒိုင်းပုံတံလေးပေါ့နော်ဒီတင်ဂီတာလေးကိုနှိပ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီနောက်မှာဟွေး you are login ဆိုတဲ့နေရာလေးအဲ့နေရာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါတဲ့အဲ့တော့ကိုယ့်ရဲ့ Facebook account ကိုအဲ့မှာပေါ်လာပြီဘယ်နေရာမှာဘယ်အချိန် န်မှာဘယ်ဖုန်းနဲ့ဘယ်ကွန်ပျူတာနဲ့ဝင်ထားရဲဆိုတာပေါ်လာပါလိမ့်မယ်တဲ့အဲ့ထက်မှမှာကိုကတန်တရားရှိတာတခုပေါ့နော်ဒီကွန်ပျူတာကိုမသိဘူးဒီဖုန်းကိုမသိဘူးဆိုလို့ရှိရင်သူကဘာလို့လဲအဲ့တန်တရားရှိတာတခုကို an activity ဆိုတဲ့ဟာရှိတယ်အဲ့ဒါလေးနဲ့ပိတ်လိုက်ပါတဲ့အဲ့ဒီခါကျရင်အဲ့ဒီကွန်ပျူတာကနေဘလို့မှတုံးလို့မရတော့အဲ့ဒီဖုန်းကနေဘလို့မှတုံးလို့မရတော့နောက်ပြီးတော့ကိုရဲ့တငယ်ချင်းကွန်ပျူတာမှာကိုကသွားပြီးတော့တုံးထားမိရဲ့အပြန်ပြီးတော့လည်းမအောက်ခဲ့မိဘူး Facebook ပတ်ဆိုအဲ့တော့သူထပ်ပြီးတော့ဝင်လို့မရအောင်အဲ့လိုလုပ်လို့ရတယ်အဲ့လိုလုပ်လိုက်ရင်တော့အကောင်းဆုံးပါပဲတဲ့နောက်တစ်ခုချစ်သူတွေကြားမှာလောက်ဆောင်ရရှိသေးတယ် အချစ်သူတဦးနဲ့တဦးပေါ့အမှတ်တရအနေနဲ့ကိုပေါ့နော်လက်တွဲခဲ့တဲ့ကာလတစ်လျှောက်မှာဖြတ်တန်းခဲ့တဲ့ memory လေးတွေကိုကြည့်ကျင်နေဆိုရင်ဘယ်လိုကြည့်လို့ရလဲဆိုတော့ www.facebook.com/us ပေါ့ s ပေါ့ငါတို့ဆိုတဲ့ဘောအဲ s ကို address bar လေးမှာရိုက်လိုက်ပါတဲ့အဲ့ဒီခါကျရင်ကိုချစ်သူနဲ့အကြောင်းနေနောက်ကိုတင်ခဲ့တဲ့ post တွေအားလုံးကြလာလိမ့်မယ်တစုတစီရဲ့အကုန်ပြန်မြင်ရမှာပေါ့နော် ောက်တစ်ခုကကြတော့ internet for ကနေဒီ file တွေဝင်မျှတာဓာတ်ပုံတွေကတော့တရားတရား share လို့ရတယ်ကွန်ပျူတာရဲ့ file တွေကိုတအုပ်နဲ့တအုပ်ပေါ့နော်ပေးချင်တာအဲ့ဒါကြာဘယ်လိုလုပ်ရမလဲဆိုတော့ Facebook ရဲ့ chat chat box မှာပါတဲ့ setting လေးကိုနှိပ်လိုက်ပါတဲ့ပြီးရင်အဲ့ဒီမှာ add file ဆိုတာပါတယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့ကို့ဒီကွန်ပျူတာထဲမှာရှိတဲ့ file ကိုရှာရှာပြီးလို့ရှိရင်ပို့လိုက်ရင်ရပါပြီတဲ့ဓာတ်ပုံမှာမဟုတ် file တွေစာတန်းတွေလည်းပို့လို့ရပြီပေါ့နော် နောက်တစ်ခုကတချို့တွေရှိရဲဒါကလူဆိုတာတော့ဟိုတေးရမဲ့အမျိုးပဲတစ်ချိန်ချိန်ကြာရင်တေးသွားကြမယ်အဲ့တော့ဒီလိုတေးသွားပြီဆိုလို့ရှိရင် Facebook password ကြီးပျောက်သွားတော့တခါတယ်ဘာလို့ဆို password ကိုပဲသိရလေဘယ်သူမှမသိဘူးအဲ့တော့ဒီ Facebook password အမွေပေးခဲ့မဲ့သူရွေးထားလို့ရတယ်အဲ့တော့ဘယ်လိုရွေးရမလဲဆိုတော့သူကအမွေပေးတဲ့လုပ်ဆောင်နေပေါ့နော်အဲ့ဒါပေမဲ့အဲ့လူကကိုအမွေပေးခဲ့တဲ့သူကတော့ဘာကြီးလုပ်လို့ရလဲဆိုတော့ post ဒီအသစ်တွေတင်လို့ရတယ်နောက်ဓာတ်ပုံအသစ်တွေတင်လို့ရတယ်တငယ်ချင်းအသစ်တွေလက်ခံလို့ရတယ်ဒါပေမဲ့အဲကိုရဲ့ခွင့်ပြုချက်ပေးမထားဘူးဆိုလို့ရှိရင်သူကအကောင့်ထဲက message ဖတ်လို့မရဘူးလေ message တွေဖတ်လို့မရဘူးနောက်ပြီးအဲ့တက်ကြပေါ့နော်တကယ်လို့ तू အမွေအမွေပေးမယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတော့ setting တွေက security ရဲ့က तू က legacy contact ဆိုတဲ့ဟာကိုနှိပ်လိုက်တဲ့ပြီးရင်အဲကိုယ့်ရဲ့ account ကိုဘယ်သူအမွေပေးမလဲပေါ့နော်အဲ့ဒါကိုရေးသားပြီးတော့ tag လုပ်လို့ရတယ်တကယ်လို့ဘယ်သူမှအမွေမပေးဘူးဆိုလို့ရှိရင်လည်းဒါကတော့အဲ account တော့ပြတ်သွားတာပေါ့နော်သိသွားရင်တော့ဒီတိုင်းကြီးပေါ့အလိုကြီးဖြစ်သွားနိုင်တယ်တဲ့ ောက်တစ်ခုအာဘာလဲနောက်တစ်ခုကဘာလဲဆိုတော့အချိန်မရသေးလို့ပေါ့နော်အကိုစိတ်ဝင်စားတဲ့ဒီ new feed တွေနောက်မှကြည့်မယ်ပေါ့အဲ့ဒါလည်းလွတ်လွတ်ရရ save လောက်တာပေါ့နော်တခါတည်းက new feed တွေအများကြီးပဲ video file လည်းအများကြီးပဲကိုကစိတ်ဝင်စားပြီမဲ့နောက်မှပြန်ရှာရင်မတွေ့တော့အဲ့တော့ save လောက်လို့ရတယ်အဲအဲ့ဒီကို save လောက်ချင်တဲ့ post ရဲ့ပေါ့နော်ညာဘက်တောင်းအများလေးကိုနှိပ်လိုက်ပါတဲ့ tab တစ်ခုကြာလာလိမ့်မယ်တဲ့ save link ဆိုတဲ့ sign လေးကိုတွေ့ရပါလိမ့်မယ်တဲ့အဲ့ဒါလေးကအဲ့ link မျိုးတခါတည်းသိမိသားဖြစ်သွားပြီအဲ့တော့နောက်မှကိုကဒါကိုပြန်ရှာခြင်းလေဆိုရင်အဲဘယ်ဘက်ချမ်း column နဲ့က save ဆိုတဲ့ဟာရှိ တယ်အဲ့ဒါကိုရှာပြီးတော့ပြန်ကြည့်လို့ရပါတယ်တဲ့အဲ့တော့ तू ပြောတဲ့ဟာလေးတွေကတော့တော်တော်လေးကောင်းတယ်เนาะအဲနောက်ရှိသေးတဲ့ तू ဟိုလုံခြုံရေးတွန်းမြင့်တာပေါ့ဖုန်းကိုအတိပေးတာတကယ်လို့ကို့ဘတ်ဆော့ကိုတယောက်ကယူနေပြီဆိုလို့ရှိရင်ကို့ဖုန်းကို message ရောက်လာလို့နေအဲ့ဒါလည်းကောင်းတယ်စက်တင်ထဲက तू က security တွေက login Apple River ဆိုတာရှိရဲ့အဲ့ထဲဝင်ရမယ်ဝင်ပြီဆိုလို့ရှိရင် तू ကသူ့ဖုန်းကိုသူတောင်းလိုက်မယ်အဲ့ဒီတိုင်းဖုန်းကိုသူကဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်မယ်ပြီးတော့ကုတ်တစ်ခုလည်းအဲ့ဖုန်းထဲကိုလှမ်းပြီးရောက်လာလိမ့်မယ်ခဏကြာရင်အဲ့ခါကျရင် तू ကအဲ့ဒီကုတ်ကိုကိုယ်ကယူပြီးတော့ခုနပြောတဲ့ဒီ तू तू ထည့်ခိုင်းတဲ့နေရာလေးရှိရဲ့ကွန်ပျူတာထဲမှာအဲ့ထဲမှာရိုက်ထည့်လိုက်အောင်မယ်အဲ့ခါကျရင်အဲ तू ကဘာဖြစ်မလဲဆိုတော့အကောင်အွယ်ဖြစ်သွားမယ် setting ထဲက security ရဲ့ trust corner ဆိုတာလည်းထပ်ပြီးတော့ယူလို့ရသေးရဲ့အဲ့ဒါဘာလဲဆိုတော့ကိုယ့်ရဲ့ဟိုအယုံကြည်အောင်မိတ်ဆွေ၅ဦး၃ဦးပေါ့နော်အဲ့အဲ့ဒါကိုရွေးပြီးတော့ရွေးလို့ရ ရတယ်ဗောဖက်နဲ့ဥယွေးမလဲကိုကြိုက်တဲ့သူတွေရွေးလိုက်တကယ်လို့တစုံတယောက်ကကိုယ့်ရဲ့အကောင့်နဲ့ကိုခိုးဝင်ပြီးတော့ကိုဝင်လို့မရအောင်လှုပ်လိုက်ပြီးအဲ့ဒီခါကျရင်ကိုကူနာရွေးထားတဲ့အဲ့မိတ်ဆွေရဲ့အတီးပြည့်ချက်လေးကိုရယူပြီးတော့အဲ့ဒီအကောင့်ကိုပြန်ဝင်လို့ရတယ်အဲနှစ်ခုစီအများကြီးပဲเนาะ Facebook နဲ့ပတ်သက်ပြီးကိုမသိရတာရလဲအဲ့တော့အဲ့လေးသာသိထားမယ်ဆိုရင်တော့ဆရာကြီးပေါ့နော်ဆရာကြီးလှုပ်စင်နိုင်လို့ရတယ်သုံးလို့စင်ပြေပါဘောเนาะဟုတ်တယ်ဟုတ်တယ်ညသောပြေကအဲ့လိုဂျူပြီးသုံးတတ်ကြအဓိကချစ်သူကြီးသားနှစ်ယောက်ပေါ့နော်တခြားနေရာနေပြီးယူသုံးနေပြီးမသုံးပါဘူးဆိုရင်ပါညာပြောပြီးလို့ရှိရင်အမှတခါလေကွိကင်နဲ့မိပြီးနီလန်းနေတွေ့ဟုတ်တယ် ကဲကိုဘူးတရားရှင်မိခဏနာအောင်မယ်နော်ထပ်ပြီးတော့ပြောပြပေးမယ်ထူးခြားတဲ့အကြောင်းအရာတွေကြန့်ရှိနေပါသေးတယ်ခဏနေကြရင်ပြန်လာခဲ့ပါဦးမယ်ရှင်